လူတိုင်းကားစီးနိုင်အောင်ကားတွေကိုဈေးသက်သာစွာရောင်းနေပေမယ့်အဆုတ်တွေကိုရောင်းနေလို့လူပြောများနေတဲ့ဒုံဒုံလေးပရိသတ်များလုံးမမင်္ဂလာပါရှင့် Famous Daily News ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံကလူတွေအင်ချမ်းမြေကောင်းကောင်းပိုင်ဆိုင်နိုင်စေဖို့ရွှေတဲ့ပစ္စည်းတွေပိုင်ဆိုင်နိုင်စေဖို့ကားကောင်းကောင်းစီးနိုင်စေဖို့စည်းတနာထားပြီးတော့အယုံခံရောင်းချနေပေမယ့်လူတွေရဲ့အကောင်းမြင်ခြင်းမခံရတာကတော့ရွှေနန်းဒုက္ခဆိုင်ရွှေယတနာဆိုင်ကတတိမဒုံဒုံလေးဖြစ်ပါတယ်ဒုံဒုံလေးကမွေးကလေးကအများကောင်းကျိုးကိုတည်ပို့ဖို့တစ္ဆာ ဆိုပြီးတော့မွေးဖွားလာသူဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်အခုချိန်မှာတော့ဒုံဒုံလေးဟာရွှေဆိုင်ခုနှစ်ဆိုင်တိုက်ကိုလုံကားအစီပေါင်းများစွာပိုင်ဆိုင်ထားတဲ့တတိမကြီးဖြစ်စီးပွားတက်နေပါတယ်။ဒုံဒုံလေးဟာအစောပိုင်းမှာတော့ဆရာဝန်ဖြစ်ကျင်ခဲ့တာလို့ဆိုပါတယ်။ဒါပေမဲ့လည်းဒုံဒုံလေးဟာဆယ်တန်းမှာ၆ဘာသာအကုန်တို့မထွက်လို့စီးပွားရေးလောကကိုဝင်ရောက်လာခဲ့ရဖြစ်ပါတယ်။ဒုံဒုံလေးရဲ့ပထမဆုံးစီးပွားရေးလုပ်ငန်းကတော့ဘေဒုတ်ရောင်းဝယ်ရေးလုပ်ငန်းမှာစီးပွားရေးလောကကိုဝင်ရောက်လာချိန်မှာဒုံဒုံလေးဟာဘေဒုတ်အဝတ်တွေကိုစေတနာရင်းခံပြီးတော့အမျက်အများကြီးမယူဘဲ ရောင်းချပြီးလို့စီးပွားရေးလောကမှာနာမည်တလုံးရလာတာဖြစ်ပါတယ်။အဲဒီနောက်မှာတော့အဝိထေလုပ်ငန်းကနေရတနာရွှေဆိုင်လုပ်ငန်းကိုကူးပြောင်းလာတာဖြစ်ပါတယ်။ အစောပိုင်းမှာတော့ဒုံတော်လေးရဲ့ရွှေနန်းဒုက္ခယတနာဆိုင်ဟာစိန်ရွှေလက်ဝတ်ယတနာပစ္စည်းတွေကိုပဲရောင်းချတာပါ။ဒါမှမဟုတ်ဒုံတော်လေးရဲ့စီးပွားရေးအခြေအနေတွေကြောင့်အချိန်တိုအတွင်းမှာစံခွဲခုနှစ်ဆိုင်ဖွင့်လှစ်နိုင်တဲ့အထိဒုံတော်လေးကစီးပွားတက်လာခဲ့ရဖြစ်ပါတယ်။ဒုံတော်လေးဟာနောက်ပိုင်းမှာတော့စိန်ရွှေယတနာလောကတစ်ခုတည်းတင်မကပါဘူး။ရွှေနန်းဒုက္ခအင်ချမ်းမြေအကျိုးဆောင်ရောင်းဝယ်ရေးလုပ်ငန်းအဖြစ်နဲ့အင်ချမ်းမြေရောင်းဝယ်ရေးအကျိုးဆောင်လုပ်ငန်းကိုပါလုပ်ကိုင်နေခဲ့ရဖြစ်ပါတယ်။ဒါအပြင်အခုဆိုရင်တော့ဒုံတော်လေးရဲ့ရွှေနန်းဒုက္ခဆိုင်ကအခုဆိုရင်ကာလောကကိုပါဝ င်ရောက်လာခဲ့ပါပြီ။ဒုံဒုံလေးရဲ့အိမ်မှာကားပေါင်းအစီး90ထက်မနည်းရောက်ရှိနေရဖြစ်ပြီးဒုံဒုံလေးကတော့သူရောက်တဲ့ကားတွေကဘလောက်တန်ကြောင်ဘလောက်ထိဈေးချိုကြောင်အမြန်နေကြောင်အားပေါင်းအရင်တန်တန်နဲ့ဒုံဒုံလေးကကားတွေကိုရောင်းချပေးနေပါတယ်။ဒါကြောင့်လူတော်တော်များများကတော့ဒုံဒုံလေးကိုသဘောကျကြပါတယ်။ဒုံဒုံလေးဟာယတနာပစ္စည်းပဲရောင်းရောင်းအိမ်ချမ်းမြေပဲရောင်းရောင်းကားကိုပဲရောင်းရောင်းသူမအမျက်လိုချင်လို့ဆိုတာထက်အမှန်တကယ် quality အရည်သွေးပြည့်မီရဲ့ပစ္စည်းတွေကိုထိုက်တန်တဲ့သူတွေရအောင်စေတနာမြတ်တာအပြည့်နဲ့ရ ရောင်းချခဲ့ရလို့ဆိုပါတယ်။သူရောင်းလိုက်တဲ့ပစ္စည်းတွေကိုယူသွားရင်လည်းဆွေမျိုးတော်သွားပြီဆိုပြီးတော့ဒုံဒုံလေးကပြောလို့ရှိပါတယ်။ဒုံဒုံလေးဟာသူမရောင်းချတဲ့ပစ္စည်းတွေကိုလူမဝဲဝဲခြင်းအောင်ပြောဆိုနိုင်တဲ့အရေးချင်းရှိပါတယ်။ဒါကြောင့်လည်းအောင်မြင်နေရဖြစ်ပါတယ်။ဒါပေမဲ့လူတော်တော်များများကတော့ဒုံဒုံလေးနဲ့ပတ်သက်ပြီးတော့ဝေဖန်ကြတာပါ။ဒုံဒုံလေးဟာ quality မကောင်းတဲ့ပစ္စည်းတွေကိုဈေးလျှော့ရောင်းနေဆိုပြီးဂျင်းထည့်ရောင်းနေရလို့ဆိုပါတယ်။အထူးသဖြင့်ဒုံဒုံလေးစီကဝယ်လိုက်တဲ့ရွှေတဲ့ပစ္စည်းတွေဟာအယောင်ကျွတ်ကြောင် အခုဒုံဒုံလေးဟာကားလောကကိုဝင်လာတယ်ဆိုတာကလည်းကားစုပ်တွေကိုလက်ပူတိုက်ပြင်ပြီးတော့ရောင်းချနေရလို့ဆိုပါရယ်အခုခါမှာတော့ဒုံဒုံလေးကသူမကိုချင်းထက်ရောင်းနေဆိုပြီးဆွဆွဲကြတဲ့ပုံမှာတော်တော်လေးကိုတင်းနေပါရယ် ရွှေရည်အယောင်ကျွတ်တယ်ဆိုတာကလည်းသူမဟာရောင်းချကြတဲ့ကအဆက်၃ပဲရည်ရွှေဆိုတာကိုကြော်ညာပြီးမှရောင်းချခဲ့ရဖြစ်ကြောင်းကားစုပ်တွေကိုဂျင်းထဲရောင်းနေပြောရအောင်လေကြိုက်တဲ့သူနဲ့ကြိုက်တယ်လို့စစ်ဆေးနိုင်ကြောင်းဒုံဒုံလေးကပြောခဲ့ပါတယ်။ဒုံဒုံလေးကသူမဟာလူတိုင်းကားစီးနိုင်အောင်ကားလောကကိုဝင်လာတာဖြစ်ပေမဲ့မနာလိုတဲ့သူတွေကသူမကိုနာမည်ဖြတ်နေရဖြစ်ကြောင်းပြောခဲ့ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောရွှေနန်းဒုက္ခဒုံဒုံလေးကိုဘယ်လိုမျိုးထင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။